တရုတ်ဆိုရကြားဝင်မှုနဲ့ပြန်ပေးဖို့သဘောတူညီထားတဲ့မိုးကုံမြို့နဲ့မိုးမိတ်မြို့တွေကိုအာဏာသိမ်းစစ်တပ်ပြန်ဝင်နိုင်မှုတန်းမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ကလုံခြုံရေးပေးပြီးခေါ်လာမယ်လို့မြေပြင်တပ်ဖွဲ့တွေကအရာရီကိုပြောပါတယ်။မိုးကုံမြို့နဲ့မိုးမိတ်နှစ်မျိုးလုံးစီကိုလာမယ့်နိုဝင်ဘာ30ရက်နေ့နဲ့ဒီဇင်ဘာ1ရက်နေ့တွေမှာအာဏာသိမ်းစစ်တပ်ကိုတပြိုင်တည်းပြန်ခေါ်လာပေးမှာဖြစ်တာကြောင့်ဒီရက်တွေမှာကြီလုံးဝပေါက်လို့မရကြောင်း DNL ခေါင်းဆောင်နှုတ်ကခေါ်ပြောတာလို့သိရပါတယ်။ ဒီကတော့ဟိုဟာပေါ့နော်သူတို့အနေနဲ့ဒီမိုးကုံမျိုးနဲ့အမုံမင်းမျိုးကိုဟိုပြအားမျိုးစုံနေကြောင်းမလို့ပေါ့နော်အဲဒီမျိုးနည်းမျိုးကိုမဖြစ်မနေအနေထားတစ်ခုမှာပြန်ပြေးရခြင်းဖြစ်တဲ့အဲပြန်ပြေးရခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဟိုအာယူရမယ့်ကိစ္စလေးလည်းရှိတယ်အဲဒါကဟိုစစ်ကိုခက်တာခဏရစဲခြင်းသူတို့အတွက်အချိန်ယူရမယ့်ကိစ္စလေးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကိုနားလည်ပြဖို့ ောက်ပေါ်တဲ့ကိစ္စလေးရှိတယ်။နောက်ပြီးတော့သူရဲ့လုပ်ငန်းစဉ်တွေမှာပေါ့နော်။ဟိုတစုံတရာတော့နောက်ဆက်မရှိသေးဘူးအတွက်အဲကျွန်တော်တို့ကိုလေဆုံးခေါ်ယူပြီးနေတိုင်းဆွေးနွေးရပြီးအဲအဲ့လိုမျိုးကြီးတော့ကျွန်တော်တို့ကြားသိထားပါပဲ။ဟုတ်ကဲ့ဟုတ်ကဲ့။နိုဝင်ဘာ၁ရက်နေ့တုန်းကပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပြည်သူ့ကာကွယ်ရေးတရင်အမှတ်913နဲ့မိုးကောက်ပြူဟာပြည်သူ့ကာကွယ်ရေးတရင်တွေကိုခေါ်ယူတွေ့ဆုံကပြောခဲ့တာလို့တွေ့ဆုံမှုအတွင်းမှာပါဝင်သူတအူးကအရာတွေကိုပြောပါရတယ် အဲဒီနောက်နိုဝင်ဘာ12ရက်နေ့နဲ့13ရက်နေ့တွေမှာတော့ဒေတာရင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖာတွေကိုခေါ်ပြောခဲ့တယ်လို့မိုးကုတ်ပကဖာထံကသိရပါဗျ။ဒါအပြင်ဒီမျိုးနယ်နှစ်ခုမှာအာနာသိန်းစစ်တပ်ပြန်ဝင်ရောက်ပြီးရင်တရနလီဘက်ကဆက်ဆံရေးယုံဖွင့်လှစ်မှာဖြစ်ကြောင်းလဲစည်ရေးသတင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါဗျ။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတရနလီတာဝန်ရှိသူတွေဘက်ကအရာတွေကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ လက်ရှိအချိန်မှာလည်းအာနာဒိန်စစ်တပ်ကို TNL uniform ပေးဝတ်ပြီးမိုးကုတ်မျိုးရက်ကိုခေါ်သွင်းနေတယ်လို့မျိုးကန်တိုးက ပြောလာပါတယ်။ဒီချက်ကိုတော့အေယာရီကတီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။哦，吃了路，也过好看的，也也过也也过他妈钱给的皮球的呀，对啦的，是吧？哦，对那个 uniform 的嘛，哦，爸妈有的呢，爸妈在家留下来的。 ဒီမှာရှိတဲ့ DNA လေးတွေကဗမာစကားမပြောဘူးလေဗမာတွေမေးမှပဲအခုကသူတို့ချင်းချင်းကိုဗမာလိုပဲပြောနေကြမကောက်မျိုးခံတွေကအနာသိန်းစစ်တပ်မျိုးတွေပြောင်းဝင်လာမှာကိုမလိုလားကြောင်းဖော်ပြတဲ့အနေနဲ့ ဒီကနေ့နိုဝင်ဘာ6ရက်နေ့ကမျိုးလုံးကျွတ်တမုံတီးကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ဒါပေမဲ့လက်ရှိမှာတော့မိုးကုံးမျိုးကိုအာနာသိန်းစစ်တပ်ပြန်ဝင်လာတော့မှဖြစ်တဲ့အတွက်လုံခြုံရေးစိုးရိမ်ချက်တွေကြောင့်မြို့ကန်တွေရဲ့80ရာခိုင်နှုန်းလောက်ကမြို့ကိုစွန့်ခွာပြီးတော့တင်းရှောင်သွားကြပြီလို့သိရပါတယ်။မြို့ရဲ့အလှပယတနာတစ်ခုဖြစ်တဲ့ခေါက်ကွင်းကြီးကိုလည်းသူတို့ထိန်းတိုင်းတူးတယ်။မြို့ရဲ့အကြောင်းမြတ်အထွတ်ဆုံးနေရာတွေဖြစ်တဲ့ကျော်စတားလုပ်ငန်းခွင်တွေဘာတွေလဲအကုန်လုံးတူးတာအကုန်လုံးချတာ ကျွန်တော်တို့ဘာပြောခဲ့လဲကျွန်တော်တို့မြို့ကန်တွေဘာတစ်ခုမှမပြောခဲ့ဘူး TNL ကမြို့ကိုစစ်ကြုံပွားအောက်ကနေလွတ်မြောက်အောင်လှုပ်ပေးခဲ့တဲ့ကျေးဇူးလေးရှိပါတယ်ဆိုတော့ကျေးဇူးတရားကိုထောက်ထားပြီးကျွန်တော်တို့ငြိမ်နေပေးခဲ့တာကျွန်တော်တို့မြို့ကန်တွေကရှိသမျှအကုန်လုံးကိုပုံဝေါ်ပြီးတပြေးပန်းနဲ့ကြိုခဲ့ကြတာအဲ့ဒီယုံကြည်မှုတွေကဘာဖြစ်သွားလဲကျွန်တော်တို့နောက်ကျောကိုဓာတ်နဲ့ထိုးခံလိုက်ရသလိုပဲအခုမိုးကုတ်မြို့ကန်တွေရဲ့ရှစ်ဆယ်ရာခိုင်နှုန်းမရှိတော့ဘူးကျွန်တော်တို့ဘယ်တော့မှမကြုံခဲ့ဘူးတဲ့ထွက်ပြေးမှုကြီးနဲ့ကျွန်တော်တို့ကြုံတွေ့နေရပြီ တရုတ်ဆိုရဂျာဝင်ဆွေးနွေးပေးမှုနဲ့ဖိအားရကြောင့်မိုးကုံမြို့နဲ့မိုးမိတ်မြို့တို့ကိုအာနာသိန်းစစ်တပ်ကိုပြန်ပေးတော့မှာဖြစ်ကြောင်းတရနယ်လီကအောက်တိုဘာ28ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့တာပါအဲဒီနောက်ဒီမြို့နယ်နှစ်ခုမှာလှုပ်ရှားနေတဲ့တော်လိုင်းတပ်ဖွဲ့အတီးတီကမျိုးတွေကိုပြန်ပေးမှာမဟုတ်ဘဲအာနာသိန်းစစ်တပ်ကိုတိုက်ခိုက်သွားမှာလို့ထုတ်ပြောခဲ့ကြပါတယ်။တစ်ဖက်မှာလည်းမြို့သားညညရေးဆိုရာကာကွယ်ရေးဝန်ကြီးဌာနက အန်ယူဂျီအမ်အိုဒီကအခုနိုဖမာလာအတွင်းမှာမိုးကုံမြို့နယ်မိုးမဲမြို့မှာလှုပ်ရှားနေတဲ့အန်ယူဂျီလောက်ကတရင်တပ်ဖွဲ့တွေကိုစူးစီးပြီးအရေးပေါ်စေဦးစီအဖွဲ့ဖွဲ့လိုက်တဲ့အတွက်စေဦးစီအဖွဲ့ရဲ့အမိန့်နဲ့ညွန့်ကြားချက်မပါဘဲလှုပ်ရှားခွင့်မရတဲ့အခြေအနေဖြစ်နေတယ်လို့စေရေးသတင်းမြစ်က ARD ကိုပြောပါရရှင်။